အစ္စရေးနိုင်ငံရဲ့ဘရင်တပါးတချင်းတွေကိုအများကြီးရေးဆက်ခဲ့တူးចောင်းသားဘွားကနေပြီးတော့ဘရင်အဲ့ဒီခါကတော့တကူကြီးမာတဲ့သူအဲ့ဒီလူကဆိုရင်တော့အင်္ဂလိပ်လို Deepil လို့အမည်ရပြီးတော့မြန်မာလို David လို့အမည်ရတဲ့အစ္စရေးနိုင်ငံရဲ့ဘရင်တပါးပဲဖြစ်ပါတယ်ဖျားခင်ကိုတည်ကြံပြီးတော့တချို့ကတော့ခလေးတငယ်ရဲ့အိယာဝင် ပုံမြင်နေရသူရဲခေါင်းတို့လည်းတည်ကြပါတယ်။ကျန်းစာအရာ အစ်ရွှေနိုင်ငံဘရင်ဒါဝိဟာ BC 17ရာစုမှာစပြီးတော့နှစ်ပေါင်းရာနဲ့ချီသူ့ရဲ့ရွှေစင်မျိုးဆက်တွေဟာအစ်ရွှေနိုင်ငံကိုအုပ်ချုပ်ခဲ့ကြပါတယ်။ဒါပေမဲ့ကျန်းစာဝေဖန်သူတို့ချို့ကတော့ဒါဝိမင်းကြီးကိုဒဏ္ဍာရီလာပုံကိုတရားအနေနဲ့တတ်မှတ်ခဲ့ကြပါတယ်။ 1990ခုနှစ်မှာတော့ဟီရမုန်တောင်ချီရင်မှာရှိတဲ့အစ္စရေးနိုင်ငံရဲ့မြောက်ဘက်တီရယ်မြို့မှာရှင်ဘီယင်ဒါဝိတ်နဲ့ပတ်သက်ပြီးတော့ကပီးကြောက်စာတစ်ခုကိုတူးဖော်ရရှိခဲ့ကြပါတယ်။အဆိုပါကြောက်စာဟာဆိုရင် တော့ BC 900စုရက်ဆွဲရှိပြီးတော့ရှေးဟောင်စီမိုက်လက်ရင်နဲ့ရေးထိုးထားတာပဲဖြစ်ပါတယ်။အဲဒီကြောက်စာမှာရှင်ဘီယင်ဒါဝိတ်ရဲ့အမျိုးနယ်ဖြစ်တဲ့ယူရာရှင်ဘီယင်တယောက်ကိုတုတ်တင်ခဲ့လို့ပါရှိပါတယ်။ ဒါဆိုရင်တမာကျန်းစာတွေကယေဟုပုံကံမှုနဲ့ဆက်ဆက်ပြီးတော့စိုက်ထူထားတယ်လို့လည်းသိရပါတယ်။ဒါကြောင့်ယူရရှင်ဘီရင်ဒါဝိတ်ဟာတကယ်ရှိခဲ့တယ်။တကယ်အုတ်ချုပ်မင်းလုပ်ခဲ့တယ်။ဣသရေလနိုင်ငံကိုတကယ်အစိုးရခဲ့တယ်ဆိုတာကိုလက်ခံရမှာပဲဖြစ်ပါတယ်။